ထမဆုံးသတင်းတပုတ်အနေနဲ့လောင်လုံမြို့နယ်မှာခမရ၄၃၆နဲ့ခမရ၄၃၉တက်ရင်တို့မှစစ်မှုထမ်းတပ်သား၃ဦးနဲ့စစ်သား၃ဦးအလင်းဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သတင်းအတိုင်းလောင်လုံမြို့နယ်မှာခမရ၄၃၆နဲ့ခမရ၄၃၉တက်ရင်တို့မှစစ်မှုထမ်းတပ်သား၃ဦးနဲ့စစ်သား၃ဦးအလင်းဝင်ရောက်ရှိခဲ့ကြောင်းလောင်လုံတပ်မဏိလက်ပြတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ နိုဝင်ဘာလ9ရက်နေ့မှာအကြမ်းစစ်တပ်ရဲ့ခါမရ၄၃ရက်ရှောင်းနဲ့ခါမရ၄၃ရက်ကိုတက်ရင်တို့မှစစ်မှုတပ်တပ်သား၃ဦးနဲ့စစ်သား၁ဦးတို့ဟာလောင်းလောင်းတမ်နေလိပ်ပြ NLSB နဲ့ဒေါနာရှေမုံရဲ့တပ်ဖွဲ့ကွဲခွန် MBF အဖွဲ့ထံသို့ရှိတ်ဆိုက်ရအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ထို့သောလင်းဝင်ရောက်လာသူ၄ဦးဟာခါမရ၄၃ရက်ရှောင်းတက်ရင်မှစစ်မှုတပ်တပ်သား၉အောင်နိုင်ဝင်ခါမရ၄၃ရက်ကိုတက်ရင်မှ စစ်မှုတန်းတပ်သားကိုကျော်တက်တပ်သားကိုနေဝင်းစော်နဲ့စစ်မှုတန်းတပ်သားကိုအောင်စော်မျိုးတို့ဖြစ်ကြောင်းသိရှိရပါတယ်။ယင်းစစ်မှုတန်းတပ်သား၃ဦးတို့နဲ့စစ်သား၁ဦးကိုလက်ရှိရှိမှလောင်းလုံးတမ်းမီလိပ်ပြ NNSPM နဲ့ဒေါ်နာရှိမုံကြီးတပ်ဖွဲ့ခွဲခွန် MPL အဖွဲ့တို့ကလုံခြုံစိတ်ဆိုင်ရသောနေရာများကိုပို့ဆောင်ထားကြောင်းသိရှိရပါတယ်။၄ဦးလုံးကတော့စစ်မှုတန်းတပ်သားတင်မဟုတ်ပါဘူးစစ်သား၁ဦးတော့ပါပါတယ်။ လက်နက်တွေတော့ယူဆောင်လာတာမရှိပါဘူးအခုတော့သူတို့အကုံလုံးကိုလုံခြုံစိတ်ချရတဲ့နေရာကိုပို့ဆောင်ထားပါပြီလို့လောင်းလောင်းတမ်နိလက်ပြတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်လက်ရှိအချိန်မှာတော်လန်ရေးနဲ့စစ်ရေးအချိန်မြင့်လာတည်တဲ့အမြောက်ပြည်သူဘက်အမှန်တရားဘက်ရက်တီလို့တော့စစ်တပ်မှစစ်သားများရဲတပ်ဖွဲ့ဝင်များကိုပြည်သူရင်ခွင်ခိုလုံ၍အမြန်ဆုံးပူပေါင်းပေးပါရန်တော်လန်ရေးညီတော်များကတိုက်တွန်းထားပါတယ်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ကန့်ဘလူးမြို့နယ်မှာ စစ်တပ်နဲ့ပြူစော့ထီးများကကြီးကျင်းရွာရှိပြည်သူနေအိမ်များကိုမိရှုဖျက်ဆီးနေဆဲတဲ့င်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကန်ဘလူးမြို့နယ်ကြီးကျင်းရွာမှာအထိုင်ရှာတက်ဆွဲထားတဲ့အကြမ်းမစစ်တပ်နဲ့ပြူစော့ထီးများကြီးကျင်းရွာရှိပြည်သူပိုင်းနေအိမ်များကိုမိရှုဖျက်ဆီးနေကြောင်းကျောင်းလာကန်ဘလူးတက်ကြွလှုပ်ရှားသူများအဖွဲ့ကန်ဘလူးခရိုင်မှာတာဝန်ရှိသူတို့ကပြောဆိုပါရယ်။ယနေ့နိုဝင်ဘာလ10ရက်နေ့နနက်8:15မိနစ်အချိန်ခန့်မှာအကြမ်းမစစ်သားများနဲ့ပြူစော့ထီးများက ကြည်ကျင်ကျေးရွာကိုမိရှုဖြက်စီးနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်ပြည်သူတွေကဖမ်းဆီးခံရတာမကြားသေးဘူးကျွမ်းလာကန့်ဘလူတက်ကြွလောက်ရှားသူများအဖွဲ့ကန့်ဘလူခရိုင်မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အကြံပေးစစ်သားများဟာကြီးကျင်းရွာကိုဩဂုတ်လအတွင်းကလည်း၄ရက်ဆက်တိုက်မိရှုပ်ဖြက်စီးမှုများလှုပ်ဆောင်ခဲ့တဲ့ကြောင့်ဒေသခံပြည်သူများထံမှာ သိရှိရပါတယ်။ကျမ်းပတ်စစ်တပ်ကစကိုင်းတိုင်းကလေးမျိုးနဲ့ရွှေဘိုဝက်လက်နဲ့ကမ်ဘလူးမျိုးနဲ့များပါစစ်ကြောင်းများကိုရာနဲ့ရှိတဲ့စစ်အင်အားများဖြင့်ရှီတက်ပြီးပြည်သူပိုင်ကြေးရွာများနဲ့နေအိမ်များကိုစစ်ကြောင်းတို့မိရှို့ဖျက်ဆီးခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်မှုများအချိန်ဟုန်မြင့်လှုပ်ဆောင်နေကြောင်းတော်လန်ကြီးတရင်ရင်မြင့်များကပြောဆိုပါတယ်နော်။နောက်ဆုံးတရင်တပုတ်အနေနဲ့ပါကံမျိုးနဲ့မော်စီစာလမ်းဆောင်မှာစစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သားများထိခိုက်ဒေဆုံးမှုရှိဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ် ကရှင်ပြည်နယ်ဖားကန်းမြို့နယ်မော့စည်းသာကျေးရွာမိန်လမ်းမဆုံးမှာစစ်တပ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်းဖားကန်းဒေသတရင်းရင်းမြစ်ကပြောဆိုပါတယ်။ဒီနေ့နိုဝင်ဘာလ10ရက်နေ့နနက်7:00နာရီမိနစ်20အချိန်ဖားကန်းမြို့နယ်မော့စည်းသာကျေးရွာမိန်လမ်းမလမ်းဆုံးမှာအကြမ်းဖက်စစ်ရင်တန်းကိုတော်လန်ရေးတပ်ဖွဲ့ဝင်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိပြီးဒေဆုံးတရန်ရရှိသူများကိုပြည်သူပိုင်ကားများကရှော့ဆွဲကတဲယူနေကြောင်းသိရှိရပါတယ်။ ဘယ်နှစ်ယောက်ထိလဲတော့မသိဘူးခေကိုင်းမှုရှိလို့ပြည်သူတွေရဲ့ကားတွေကိုရက်ခန့်ရှော့ဆွဲပြီးအချိုပို့လုံနေတာအချမ်းဖက်စစ်ခွေးတွေကားကိုကျမ်းမောင်းပြီးတွာလာလုံနေကြသလိုတော်လန်ကြီးဘက်ကလည်းကြားပြတ်တိုက်ခိုက်မှုတွေရှိနေကြောင်းမိဘပြည်သူတွေအနေနဲ့တက်နိုင်တော့အပြင်းမထွက်ပဲအသွာလာဆင်ကျင်နိုင်ဖို့ပဲလိုတယ်လို့ဒေတာကအရင်မြစ်ကပြောဆိုပါတယ်အလားတူဖားကမော်စီတာလမ်းမပေါ် KBC ဖះအကြောင်းရှေ့နိုင်ပါလေမိုင်းခွဲပောက်ခွဲမှုဖြစ်ကပြည်သူတို့တိတ်ဆုံးပြီး တူပြင်းထန်တရားရရှိခဲ့ကြောင်းသိရှိရတယ်။ယခုရက်ပိုင်းမှာကျမ်းမစစ်ကောင်စီကဖာကန်မျိုးနဲ့လုံကင်းနဲ့မော်စီစာစတဲ့နေရာများကိုသွားလာလှုပ်ဆောင်နေရှိပြီးတော်လန်ရေးတပ်ဖွဲ့များကလည်းမိုင်းဆွဲတိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းသိရှိရတယ်။ကင်းလေရာတက်အပြောင်းရွှေ့လုံနေကြတာကတော့မသိဘူး။ဒီတရက်နှစ်ရက်အတော်အတွင်းစစ်သားတွေသွားလာတားလုံနေရဖာကန်ကိုသွားလိုက်လုံကင်းသွားလိုက်အခုတက်ဆွဲထားတဲ့မော်စီစာဖျားကုန်းပေါ်တက်လိုက်နေ ချုပ်ချက်ခန့်နေတာကျွန်တော်တို့ကြားရတဲ့သတင်းကလမ်းကြောပေါ်တက်လာတဲ့စစ်ကြောင်းကိုမြို့ပေါ်မှာလုံခြုံရေးယူတယ်ဆိုရဲပုံစံမျိုးလေးပြောကြတယ်ဒါကတော့အတိပြုလို့မရဘူးအတိပြုနိုင်တာကတော့စစ်သားတွေကကားတွေနဲ့တခြားအသွားအလာရှိနေပြီးတော့တော်လန်ကြီးဘက်ကလည်းလမ်းပေါ်မှာမိုင်းဆွဲတိုက်ခိုက်မှုပဲဆက်ရှိနေတဲ့အနေအထားဖြစ်တာမိုင်းဆွဲတိုက်ခိုက်တာလည်းဘယ်နေရာမှာအသေးထိုင်ပြီးတိုက်ခိုက်နေကြတာမျိုးမဟုတ်ဘူးသွားရင်းလာရင်မိုင်းဆွဲနေကြတာအဲဒီကြားမှာပြည်သူတွေကလည်းထိခိုက်မှုတွေရှိနေတဲ့အနေအထားမျိုးဖြစ်တာလို့ 对大概几米高？告诉我，怎么样？